အားလုံးပဲမင်္ဂလာပါခင်ဗျာစာရေးသူမောင်နေဝင်းရေးသားတဲ့မိုင်းရိပ်ဝေမောင်းလို့အမည်ရတဲ့ဝိထုကို အပိုင်းလေးအနေနဲ့ကျွန်တော်ကိုရွှေတာမဆက်လက်ဖကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာလိုက်ပါနားဆင်ခံစားပေးကြပါအောင်ခင်ဗျာတယောက်တစ်ပါးစကားပြောတဲ့တွေကိုတက်တဲ့မြကြားရသည်တနတ်ကျန်နေသည်ဟုဆိုသည် မောင်ကြီးကတနတ်ဆိုတဲ့ကြားရတဲ့ဖြင့်ပို၍ထိတ်လန့်သွားမိပြီသူဒီအီယလုတ်ကိုလောက်ခဲ့ရ၌ အလုံးနဲ့ဆက်ဆိုင်သောလက်သမားကရိယာမှလွဲ၍တဏှတ်ကိုမဆိုးထားပြီဓမြောင်ကိုပင်ကင်ဆောင်သူမဟုတ်ယခုသူရောက်ရနေသောအခန်းတွင်၌တဏှတ်ရှိနေသည်ဟုဆိုသည်ဤတဏှတ်မှာမိမိလက်ဝဲရောက်ရှိနေပြီဟု အပြင်ကလူတွေကအထင်ရောက်နေ၏တဏှတ်ဘယ်မှာရှိမိမှန်းလဲသူမသိတဏှတ်ကိုချပွေရန်လဲစိတ်မဝင်စားပြည်လဲမပြည့်တဲ့မောင်ကြီးရဲ့အတွက်ဤရဖြစ်သည်ငိုအားထက်ရဲအားတန်စရာအပြင်းမျိုးဟု ဆိုရပေတော့မည်တကားကိုဖြတ်ကွာတယောက်ကအော်တယ်အော်သည်တကားပွင့်ရောအယမ်းဝင်လို့ဖြစ်ပါမလားဟိုကောင်းလက်ထဲမှာတန်တန်ကြီးနောက်တို့ကအပြင်ကအိုးပန်းကြီးဝင်ရမှာသူကအထက်ကနေရာကောင်းယူပြီးယူထားမှာအ ਨੇ ဆုံးတို့ဘက်က၄ရောင်လောက်ကိုတေးအောင်ပြစ်ချနိုင်တယ်နေအိုးတကားပွင့်ဝင်ချင်းကျုပ်စတင်းကားနဲ့မှွေပြီးဝင်ပေးမယ်အခြားတယောက်ဤအကျံတေးချာအိမ်ဆိုလဲအကောင်းသားကွာလက်ပြုံတလုံးလောက် ြစ်သွင်းလိုက်ရင်ပြီးတာပဲတခြားတစ်ယောက်ကထင်မြင်ချက်ပေးပြန်သည်မောင်ကြီးမှာဇောရွှေးတွေပြန်နေ၏တသက်နဲ့တကောအားငယ်မိသောအချိန်ကြောက်စိတ်အကြီးအကျယ်ဝင်မိသောအချိန်ဟင့်ငိုလိုက်ရှင်လာသောအချိန်ကဤအချိန်ပင်ဖြစ်သည်ကျုံမှာတဏှတ်မရှိဘူးသူကလှမ်းအော်မြည်ပြုသည်သို့တော်မအော်ဖြစ်တဏှတ်ရှိသောအခန်းထဲသို့ရောက်နေသောသူဤလက်အတွင်း၌တဏှတ်မရှိဟုဆိုကားများဖြင့်ယုံရန်ခက်ခဲပေတော်မူအပြင်ဘက်တွင်က အဝေးစီးပွက်တယ်လို့ဆိုညာနေသည်လူအုပ်ကြီးကလည်းတိုင်ဤပက်ပက်လဲတိုင်ဤပက်ပက်လဲ၌ဝိုင်းအောင်၍နေကြသည် မောင်ကြီးသည်ဝှက်ထားသောမိုးကကိုချက်လိုက်ပြီးနောက်တစုံတရာကို ပိုင်းပိုင်းပြက်ပြက်ဆုံးဖြတ်လိုက်သည့်အလားတကားရွက်နာတွင်ခြေစုံရက်လိုက်လက်တစ်ဖက်က လက်ကင်မိုးအဖြစ်ရှိထားသည့်ပစ္စည်းထုတ်ကလေးကိုပိုက်ထား၏နေမြင့်လေအယူးရင့်လေဖြစ်ပေရောမည်တို့ကြောင့်မို့ပင်မိမိကပင်တကားဖွင့်ပေးလိုက်တော့မည်ဟုယတိပြက်ဆုံးဖြတ်လိုက်လေပြီ။ သူဒီတကားအဖို့ချက်ကိုရက်ခနဲ့ဖွင့်လိုက်။အပြင်ဘက်ကအတန်တွေငြိမ်ကြသွားသည်။ပံဝင်းကျင်တစ်ခုလုံးတိုက်ခန်းတစ်ခုလုံးတတိုင်းလုံးလေမုန်တိုင်းကြီးအပြီးတွင်ငြိမ်သက်သွားသည့်မိတူတိတ်ကြသွားလေသည်။မောင်ကြီးသည်မောပန်းနေသောနတ်တိုးတကောင်လိုအသက်ရှူလျက်ရှိပြီးရိုင်နှဲ့နေသောခြေတောင်နှောင်းကိုအာယူကရက်ရင်ခါကိုသာအတာကုန်း၍တကားအောက်ချက်ကိုဖြုတ်က တကားရွက်နှစ်ရွက်ကိုအတာဆွဲဖွင့်လိုက်၏။ ရိုင်ဖယ်လေးလက်ဖြင့်ချိန်ထားသောရဲသားလေးရာစတင်းတစ်လက်ဖြင့်ချိန်ထားသောရဲသားတရာဒုတ်တွေဓာတွေလက်သီးတွေကိုမှုံဝါးဝါးသူတွေ့ရသည်သူမျက်လုံးအစုံမှာရည်ဝေလျက်ရှိသည်သူသည်လက်ကင်မွားဖြင့်စုဖြည့်ရှိထားသောလက်ဝတ်လက်စားထုတ်ကလေးကိုဘဲဘက်လက်မှတွဲလောင်းဆွဲ၍ကရင်ညာဘက်လက်ဝါးကိုဖြန့်ကာအပေါ်သို့မြှောက်ထားရင်းနှင့်အခန်းဝါး၌ကားကားချင်းရက်နေ၏အခန်းတွင်းချင်းလူများသည် ကြက်တည်တည်နေ၏ ထို့နောက်အလွန်တရာဒေါသထွက်နေပုံရသောအိမ်ရှင်က သူ့နားသို့ကပ်ကာမေးအောက်မှပြင်၍လက်သီးဖြင့်ထိုးလိုက်သည်အခြားတစ်ယောက်ကတစ်သားချောင်းဖြင့်သူ့ရဲ့ဂျိုးဆောင်ကိုရိုက်ရှာလိုက်သည်မောင်ကြီးသည်တမန်တလင်းပေါ်သို့ခွေကနေကျသွား၏ဦးကောင်းလဲရှာရှာလဲသွားသည်သူ၏တေဖျာကနေပန်းထွက်လာသည် မျက်စိမှာမိုက်ကနေဖြစ်သွားပြီးပြပြဝါဝါနေနေဖြူဖြူရောင်စုံတို့ဖြင့်ကျင်းဆက်တောက်လင်းသွားလေသည် တို့ခန္ဓာကိုယ်တစ်ခုလုံးသည် လေထဲသို့ဟုန်ကနေတိုးထက်သွားသလားထင်လိုက်ရသည်တခုခုကိုသူ့ရဲ့နှုတ်ပြားမှပြောဆိုလိုသည်သို့တော်ဗဇက်ဖွင့်၍မရခန္ဓာကိုယ်ကိုထူမရလက်တည်ရှိတဲ့ကိုပင် မား၍မရမောင်ကြီးမေမျောသွား၏ဘာကိုမှ မသိတော့သူယူဆောင်လာသော လက်ကင်ဘွားတို့ကလေးမှသူ့ရဲ့နှပေးတွင်ပုံလျက်သားကျနေသည်အခန်းရှိဘဇုံတော်ဝတ်ဆရာလိုက်မလား ိုးဆရာကြီးတက်ပြီကဲရှိန်တော့ဆရာကြီးမောင်ငယ်ရဲ့တံမှာအော်ရဟဲ့ရပန်များလာတဲ့ဖြင့်အဲ့ွက်လာသည် မောင်ငယ်သည်နေလောင်လေတူမိုးဆူစသောဓာန်တွေကိုခံရပန်များသည့်အတွက်လာမသည့်သူ၏အသားရည်တွေပင် မွဲလျှောက်လျှောက်ဖြစ်၍နေ၏မောင်ကြီးတယောက်ဘယ်ရောက်၍ဘာလုပ်ကိုင်းစားတောက်နေသည်ကိုသူမသိမော်ဒင်ကွက်တိရှိတဲအင်္ဂလိပ်တွင်မှအမအကိုထားခဲ့ကာထွက်လာခဲ့ပြီးနောက် ကိုအလုတ်ကိုလို့၍အစာရည်သာကိုကြဲ့ရက်တလို့ခြာဖွေစားတော့ရန်အတွက်ညီကိုနှစ်ယောက်လမ်းခွဲခဲ့ကြသည်ယခုဆိုလျင်၃နှစ်ကျော်၍၄နှစ်အတွင်းသို့ပင်ဆိုက်ရောက်၍လာခဲ့လေ၏ညီရင်အကိုဖြစ်ပါလေရဲ့ဒိုးဒူပေါင်ပတ်အတူတကွအလုံးမလုံးနိုင်ရန်ကောဟုအပြစ်တင်၍မဖြစ်ပါ သူတို့ညီအကိုကလည်းတယောက်နှစ်တယောက်အပြစ်မတင်ကြပါတကယ်ဆိုရလျင်ကြဲ့ရက်တလို့ကိုထမင်းကိုစာချရသော ဘဝသည်မောင်ကြီးနှင့်မောင်ငယ်တို့အတွေ့ထူးခြားဆန်းကျင်လာသောကိစ္စတရေမဟုတ်တော့ကြောင်းကို သူတို့ဘာသာလဲကောင်းစွာနားလည်နေကြပြီဖြစ်လေသည်လိုင်းဒရရနေရစဉ်အဖေသေးသွားသောအခါမောင်ကြီးသည်မိချောင်းရဲသို့သွားကငားရဲတွင်အလုံးလုံးခဲ့၏မိမိဒီကလိုင်းဒတဝိုင်း၌ကရက်ပတ်မြုံထားငဖောင်ယိုထိုစသည့်ကြာရအလုပ်တွေကိုလုပ်ကင်ခဲ့သည် ရွာမှာမနေတော့၍ရန်ကုန်သို့ပြန်၍ရောက်လာပြန်တော့လေမောင်ကြီးကဘုဒ္ဓတော်စိတ်ကမ်းမှာကိုလီသွားထန်းကမိမိကကာကေဘုဒ္ဓရမများနာရေခဲကောက်နေခဲ့သည်သူ၏အမကလည်းညောင်မေလေးစေးတွင်ဗျံကြစေးရောင်ရင်တင်ကြီးစေးနာ၏အထယ်ကိုရောင်းသည်ဟုဆိုက သူ၏ခန္ဓာကိုယ်ကိုဝေနှစ်လဲလှယ်ရင်တလန်းခရီးသို့သွားနေခဲ့လေပြီသို့မို့ကြောင့်မောင်ငယ်မှာလည်းလူပြိုပေါက်အွယ်စိတ်ပြန့်လွင်စေအရေဖြစ်စေကမူ သူရဲ့တဝန်းတကားအတွက်သူ့ဘာသာသူရှာဖွေ စားတော့နေရတဲ့ကိစ္စကို အစမ်းတကျဲဟုမထင်နိုင် အထူးအထွေပိုကချက်ကတွေ့တော့နိုင်ရန်လဲအချိန်မရပထမဦးစွာမောင်ကြီးနဲ့ခွဲခွာလာရပြီးနောက်လွန်ခဲ့သောတစ်နှစ်ခန့်ကပဇွန်တော်စေကြီးရဲ့အနီးတစ်ဝိုက်တွင်တချိန်သာတွေ့ရသည်နေစားစပယ်ရာလိုက်နေသော မောင်လေးကစောက်ချာနေသလောက်မောင်ကြီးကကြော့နေအောင်ဝေစားဆင်ရင်ထားသည် ဖုန်ကြီးလန်းကြီးရှမ်းဘက်တထေတအူးနဲ့အတူနေကရှမ်းပြည်တောင်ပိုင်းမှာရှမ်းဘက်တွေပို့ရောင်းနေသည်အလောအလွန်များလှသည်ညနေတောင်ကြီးပြန်ပြီနောက်တစ်ခေါက်လာလျင်အဝေအစားတွေဝယ်ပေးမည်ဟုဆိုကာငွေ30ပေးသွားသည် ထိုနေ့မှစ၍ယခုအထိမတွေ့မောင်ငယ်သည်ဗတ်စကားစပယ်ယာအလုပ်တွင်မွေ့ပျော်နေ၏ကြွမ်းကြမ်းကျင်ကျင်လည်းဖြစ်လာ၏ငယ်လဲငယ်တွက်လဲတွက်သူမှု သူ့ဘက်စကားမှာအမဲလိုလိုလူပြည့်နေတတ်သဖြင့်ရခိုင်ဆက်ပြရထက်ဝင်းဝေပူရအောင်ချနိုင်သော မောင်းငယ်ကိုဘက်စကားအုံနာတထေးကအလွန်သဘောကျသည်သူနေအတွက်အဖြစ်တနေ့နှစ်ချက်ခွဲပေးသည့်အပြင် မုတ်ဖိမုတ်ဖိုးပေးဖို့လေးကပင် ပေးကင်းစွန်ကျဲတတ်လေသည်မင်းတည်တည်ချာချာကြိုးစားလို့ကြားလာတနေ့မှာဒရိုင်ဘာဖြစ်စေရမယ်ဆက်ပြရဘဝနဲ့တတလုံးအယိုးထုတ်လို့ဘယ်ဖြစ်မလဲကွာ လူဆိုတာစူးစမ်းရင်ဖျားတောင်ဖြစ်နိုင်သေးတဲ့ဥစ္စာစူးစမ်းတာမမှားဘူးဟေ့ဗဆကောင်အုံနာတထေဥကျင်ထုံးကသူ့ကလေးမောင်ငယ်ကိုအားပေးသည် မောင်ငယ်ကလည်းအားတက်မိသည်ဥကျင်ထုံးသည်တရုတ်ကားပြားဖြစ်၏မယားနှစ်ယောက်ခလေးကိုယောက်နှင့်ဗဆကား၆စီးကို ပိုင်ဆိုင်ထားသူလည်းဖြစ်သည် သူကိုယ်တိုင်ရခင်က စပယ်ရလိုက်ဒရိုင်ဘာလုပ်ရင်းယခုကားပိုင်ရှင်အထိတဆင်းပြီးတဆင်းတက်လာသူဖြစ်ရာ ဝရိယထား၍စူးစားသောမောင်ငယ်ကိုများစွာသဘောကျနှစ်သက်လေသည် မောင်ငယ်ကလည်းရိုးရိုးသားသားစူးစားသည်ရသမြပတ်စံကိုမူစုံပဲစုံကအစာပြန်အပ်သည် တနေ့တွင် ကားမောင်းတက်ရမည်ကားမောင်းတက်လျင်တနေ့၅ချက်စား driver အဖြစ်ဥကျင့်ထွန်းထာ၌ပင်အလုတ်ဆက်လုံမည်ဟုစိတ်ကူးထားလိုက်သည်သို့သော driver ကိုကြည်အေးမှသူနှင့်အမြဲလိုလိုတွေ့ရသော မောင်ငယ်ကို အမြဲမပြတ်နားချသူဖြစ်သည် ဒရိုင်ဘာကိုကြည်အင်းသည်နာမည်နှင့်လုံးဝမလိုက်သူဖြစ်သည်ဟုမောင်ငယ်ကထင်မိ၏ကြည်လင်ချင်းဘယ်တော့မှမရှိအေးအေးမနေတတ်သို့မဟုတ်ကြောင့်ကြည်လဲမကြည်အေးလဲမအေးသူသာဖြစ်သည်အသားမဲသည်ပါလက်လက်နှကန်းအစုံကို အမြဲပင်ဆူထားသည်လူကြီးလည်းရင်မျက်မှောင်ကျုံ၍ကြည်တတ်သည်စကားပြောတူတောင်းသလောက်မဆက်ဆက်ပူးကြကြနိုင်လာသည်တလောကလုံးနှင့်လူတွေအလုံးကို သူတယောက်ထဲကရှာဖွေကျွေးမွေးထားရသည့်အလား ညီသူနဲ့ဆက်ဆံဆက်ဆံသူ့ရဲ့အမူအရာမှာထာဝရစင်တင်းမာခတ်ထန်နေတတ်သည်ကားအင်ဂျင်နဲ့နှစ်ပေါင်းများစွာနီနီကက်ကက်နေရသူဖြစ်သည့်ဖြင့်အပူမိကမျက်စိမွဲနေသည့်အတွေ့မျက်မှန်တက်ထားရပြီးခါရိုးတောက်နေသူလည်းဖြစ်ပါသည်ကိုကြည်အေးကမောင်ငယ်ကိုနားချသည်နည်းနည်းပါးပါးအမျက်ဆုံးလေးပေါ်ထွက်ထားလာတော့တော့တို့ပဲတုံးရမှာပေါ့ကွာမနေ့၄နာရီကနေည၁၀နာရီထိငါလက်ခွေးအလုံးလုံးရပြီတော့ ငါကတနေ့ငါချက်မင်းကနှစ်ချက်ခွဲနဲ့ပဲတက်တက်လုံးနေသွားရတော့မလားမောင်ငယ်ရငါပြောတာတရားနီးလန်းကြမကြမင်းစင်းသာဒရိုင်ဘာလောက်တွင်အန်ကွာနေပြီဖြစ်တော့ကိုကြည်အင်းဤစကားမှာတကယ်တော့မှန်လာပါသည်သွေးထွက်အောင်မှန်လာကြောင်းမောင်ငယ်သိပါ၏တို့ရတွင်အစွန်းထွက်လာသောငွေအားခိုးဝဲယူထားရန်ကိုကသူ့မှာလိုက်ပြမတန်းကျွန်တော်တော့မလို့ရှင်ဘူးဗျာလိုချင်ရင်ဖြောင်းတောင်းယူလိုက်မယ်သူများပြည့်စည်းကိုမသိအောင်တော့မခိုးချင်ဘူး ခိုးရင်လည်းဗျောင်းခိုးမှာပဲဟာမောင်ငယ်မင်းနှုံရတလားဒါခိုးတာလားကွဒီပတ်စံတွေကိုတနေ့တနေ့တို့ကရှာဖွေပေးနေရတာမဟုတ်လားတို့လုံးလို့ဒီပတ်စံတွေရတာမဟုတ်လားဒီအုံနာကြောင့်မင်းမသိပါဘူးကွာငကိုကတဲဆုံနဲ့နေပြီအခုတိုက်ဝယ်ထားတာကိုသာကြည့်အဲ့ဒါဒိုးရှာပြီးလို့ရတဲ့ငွေတွေနဲ့ဝယ်တာကွဘာပဲဖြစ်ဖြစ်လေခမည်းယူရင်တော့ယူကျွန်တော်ကတော့မယူဘူး သူကသိရင်တော့ယူမှာပဲအေးဒါဖြင့်မင်းသဘောပဲမင်းကအုံနာနာကပ်ပြီးလူယုံတော်လုံးမကြရင်တော့ဟောဒီဝက်ဦးလှဲစာမိမယ်ကြားလားငါနာမည်မှတ်တာကြည်အေးတဲ့တကြည်ပဲရှိတယ်ကွရန်ကုန်ကဗစကားလောကမှာနဂားမြတ်ဆောင်အကြောင်းသုံးပါမရွေးတဲ့ကြည်အေးကွဒါပဲမောင်ငယ်ကစိတ်ပြည့်ရသည်မှာအမှန်မင်ဖြစ်ပါသည်သို့တော်ကားတစ်စီးတွင်စပယ်ယာဟုသည်မှာ ဒရိုင်ဘာဤတပည့်တပန်းတာဖြစ်၏အလုတ်ကိုပင်တဘာဝနှင့်အလုတ်ပင်ကိုတဘာဝနှင့်ပတ်ဝန်းကျင်ဤဖန်တီးချက်ကြောင့်သူ့ကလေးဖြစ်နေရသည့်အနှောင်ဖွဲ့တွင်မှတင်ညာမဲ့အခြေအနေမဲ့အားကိုရမဲ့သောမောင်ငယ်အမိလောက်မလောက်လေးမလောက်စားတငယ်နှစားကလေးတစ်ယောက်မှာ ရုံးထွက်ပြေးနိုင်ပါအံ့တော့အခေါက်တိုင်းလိုလိုကိုကြီးအေးကပတ်စံကိုခြာကြံ၍တုံးသည်ဖမင်းခဏခဏစားတယ်လက်ဖက်ရည်ခဏခဏတောက်ကား ဆက်လက်ကွန်းရာကအစရှာလဘတ်ရီအစုံဘုံဘောလောစားတော့ပြီးနောက်မောင်ငယ်ကိုပတ်ဆံရှင်းခိုင်းသည်တခါတရံကားပေါ်တွင်ပါလာတတ်သောမိန်းကလေးငယ်တယောက်ကိုပင်နှစ်ချက်သုံးချက်ပေးလိုက်ဟုဆိုလျင် မောင်ငယ်ကလွယ်ရည်ထဲကကြက်တံကိုထုတ်ယူကာပေးလိုက်ရသည်ဓာရီကိုဥကျင်ထုံးအားပြန်၍ပြောလိုက်လျင်ကောင်းလေပြီလားဟုမရေတရေစဉ်းစားမိသေးသည်တို့တော့ကိုကြီးအေးကကြိမ်မောင်းထားသဖြင့်လဲကြောက်ရွံ့နေရသေး၏ကိုကြီးအေးသည်ပြောသည့်ထက်ပို၍ လုံရဲမြင့်လူမျိုးဖြစ်ကြောင်းကိုလည်းသူသိပါ၏ထို့ပြင်ဦးကျင့်ထွန်းကအားလုံးကိုစိတ်ဆိုးအမျက်ထွက်ကအပြစ်ပေးပြီဆိုလည်းရင်သူအလွန်အားထားခဲ့ရသောကိုကြည်အေးကိုအပြစ်ပေးခြင်းများပေးမည်မလောက်လေးမလောက်စားဖြစ်နေသည့်မိမိသားလျင်ထိခိုက်နေနိုင်စရာရှိသည်ဟုတွေးကဤကိစ္စနှင့်ပတ်သက်၍ကိုကျင့်ထွန်းကို၎င်းကိုကြည်အေးကို၎င်းဘာမှပြန်မပြောပဲရေငုံနှုတ်ပိတ်နေလိုက်ရလေသည်။ကြာတော့အခါမောင်ငယ်အဖို့ မိုးနှုတ်ပဲနှုတ်လောက်ရတော့အလုံးပါပင်ထမင်းစားရည်တော့ထမင်းစားရည်တော့အလုံးဖြစ်လာလေတော့ဒီကိုကြည်အင်းနဲ့လည်းလေးပေးဖြောင်းလာလေကိုကြည်အင်းကသူ့အပေါ်လေးပေးဖြောင်းလာသည့်အတွက်မောင်ငယ်မှာစိတ်လက်အေးချမ်းတယ်လို့ဖြစ်၍လာသည်ဒရိုင်ဘာဖြစ်အောင်ကိုငါလှုပ်ပေးမယ်မင်းဘာမှမပူနဲ့ကားမောင်းတတ်ဖို့လည်းမခက်ဘူးလိုင်းစင်ရဖို့လည်းမခက်ဘူးကွာမင်းမှသာငွေလေးပါလေးစုဆောင်းထားဖို့လိုတယ်လိုင်းစင်ကငွေပေးရင်ချက်ချင်းအဆင်သင့်ရတယ်ကွာ အေးဗျာဒရိုင်ဘာလိုင်စင်ရအောင်လို့တော့ကျွန်တော်ကိုလှုပ်ပေးပါမောင်ငယ်မှာအားတက်ဝမ်းမြောက်လျက်ရှိပါသည်ဒရိုင်ဘာဖြစ်၍ကားတက်မောင်းနိုင်ပြီဆိုလျှင်စပယ်ယာဘဝမှာသူကျွတ်လို့တော်မည်ဒရိုင်ဘာအလုံးဟူသည်စပယ်ယာအလုံး၏ထက်စားလျင်အပုံကြီးအစဉ်အတန်းမြင့်သည် လူလေးစားရိုသေတာလည်းခံရသေးသည်ဒါငါတောင်းဝထားငါတင်ပြထားတာဒီကိုဒါမင်းတည်တည်ချာချာကြည့်ပေါ့ကွာဟုတ်ပြီလား ဒရိုင်ဘာလောက်ရတာမခက်ပါဘူးဟုတ်ကဲ့ကျွန်တော်စူးစမ်းပါမယ်မှန်ဤမောင်ငယ်သည်တကယ်လဲစူးစမ်းပန်းသားလောက်လာဤနနက်ဝေလီဝေလင် ကားပေါ်သို့တက်လိုက်မိသည့်အချိန်ကစ၍လက်မှတ်ရောင်းရာပတ်စံအသိန်းရလူခေါ်ရသောအလုတ်အပြင်ကားကိုရေထည့်ခြင်းအင်ဂျင်ဝိုင်းတိုင်းခြင်းဗရိတ်စီကြည့်ခြင်းစသည့်ဒရိုင်ဘာဤအခြေခံအလုပ်တွေကိုပါမနာမနေဝင်လောက်လေသည် သူစိတ်တွင်ပျော်နေသည် ဒရိုင်ဘာလိုင်စင်ရ၍ဘတ်စကားမောင်းလျင်တစ်နေ့၅ချက်ရမည်ဘတ်စကားမမောင်းကျင်၍တခြားအငှားကားတွေဝင်၍လည်းမောင်းနိုင်သေးသည်ထမင်းအတလုတ်အတွင်ပူစရာတောကရောက်เสียပင် ရှိတော်မည်မဟုတ်သူဘဝရှည်ရည်တစ်ခုလုံးလည်းစိတ်ချရပေတော်မည်ဟုလည်းတွေးမိလေအခန့်ကိုမောင်းခဲ့ရည်ဒီနေ့တော်မင်းငါနဲ့လိုက်မှာဖြစ်မယ်ဟိလိုက်ဆိုရည်နဲ့လိုက်ရတာဗောဗျာဘဲကိုသွားမှာတော့မန်းတက်လေ ဗျာမန္တလေးဟုတ်လားဘာလို့မလို့မန္တလေးသွားရမှာလဲကိုကြီးအေးအိုကွာဟိုရောက်တော့မင်းသိလိုက်မှာပေါ့မင်းမန္တလေးရောက်ဘူးသလားမောင်ငယ်ကကောင်းခါတယ်အေးမန္တလေးဆိုတာအင်မတန်စီကားတာကွာနန်းတော်ကြီးနဲ့ကျုံးတွေ ပြားသက်တွေနဲ့တိတ်လှတဲ့မြို့ကြီးတို့အဖေအမေများရှိတုန်းကဆိုမန္တလေးကိုတနေ့တစ်ခေါက်လောက်တော့အမြဲတမ်းသွားတာပဲကွာမန္တလေးကမှမရောက်ဘူးရင်လူဖြစ်ရကြမနှက်ဘူးလို့တောင်ထင်နေတာ ကဲကဲဘာပဲဖြစ်ဖြစ်မင်းရောမန္တလေးကိုမရောက်ဘူးချင်းမရောက်ချင်ဘူးလားပြောစမ်းရောက်ချင်တာပေါ့ကိုကြည့်အေးရတိတ်ပြီးရောက်ချင်တာပေါ့ကျွန်တော်ကရန်ကုန်ကလွှဲရင်ဘယ်မှရောက်ဘူးတာမဟုတ်ဘူးအေးလေယောက်ျားဆိုတာဒေသန္တရဘဟုတုရရှိရတယ်ကွာဒါမှအမြင်ကျယ်မယ်မဟုတ်လားမင်းငါနဲ့လိုက်မှာမဟုတ်လားမောင်ငယ်က အစင်းရအစင်းစားရခတ်နေသည်တကယ်ဆိုလျင်မန္တလေးဆိုသောအတံကိုကြားချင်ကစား၍သူလိုက်ရှင်လုံးနေသည် မန္တလေးဆိုသောမြို့ကြီးအကြောင်းကိုကြားဘူးနေသည်မှာကြာမြင့်လာရှိပြီသို့တော်သွားဖို့ရောက်ဖို့မဆိုထားနှင့် အိမ်မက်ပင်မမက်နိုင်အောင်ဖြစ်ခဲ့ရသည်ယခုကိုကြီးအေးကမန္တလေးသို့ခေါ်နေလိမ့်ပြီတာမန်အားဖြင့်ဆိုလျင်ဆွေကနေထားလိုက်သွားရန်သာရှိတော်သည်သို့တော်သူ့မှာပြဿနာတွေက ရှိနေသေးသည်ရင်ပြဿနာတွေကို မစင်းစား၍မဖြစ်အလုံနာရက်ကလည်းတရက်သေးတွားရမည်စရိတ်ကလည်းစင်းစားနေသည် လိုက်တော့လိုက်ရှင်နေကိုကြည့်အေးရဲ့ဒါပေမဲ့ဘာလဲကွာခရီးစိတ်ကလေးပါလေအဲ့လားအတွက်မဟုတ်လားမင်းဒါအတွက်တွန်းဆုတ်နေတယ်ဟုတ်လားဟုတ်တယ်ဗျာဇရိတ်ဇကကရှိသေးတယ်မင်းမှာပတ်စံဆုထားတာဘယ်လောက်ရှိတယ်လဲကဲပြောစမ်းနည်းနည်းပါပါပါဗျာအလွန်ဆုံးရှိမှ60ပေါ့ driver license ရဖို့အတွက်ကျွန်တော်မစားမတောက်နဲ့ဆုထားတာဗျာဒါကိုတော့ထိလို့မဖြစ်ဘူးကိုကြည်အေးကရဲနေလေဤ ဒီမှာမောင်းငယ်မင်းအဲ့ဒီငွေကိုသာထားပါလက်ဖျားနဲ့တောင်မထိနဲ့ဟိမင်းရဲ့စရိတ်စကအတွက်ငါအားလုံးတောင်းဝယ်ယူမယ်အဲရှေဆောင်လက်ဆောင်ဆိုသလိုမင်းအတွက်နည်းနည်းပါးပါးယူခြင်းတော့ယူဖို့တပြားမှမယူခြင်းနဲ့နေဖို့ကွာဒီပြင်စရိတ်စကအားလုံးငါရဲ့တောင်းဝယ်ထားလို့ဆိုမှပဲဒီလိုဆိုရင်မင်းလိုက်မယ်မဟုတ်လားကျွန်တော်တို့နားရက်ကမနှက်ပြတည့်ရက်သေးရေအေးပါအဲ့ဒါငါတောင်းဝယ်ထားပါ မင်းငါနဲ့လူငယ်တလောက်စိတ်ပူပန်လိုက်တာအဖိုးကြီးကိုကြနေတာပဲလိုက်မှသာလိုက်ခဲ့ပါကွာဩဒါထက်ပြောရအောင်မယ်မင်းစုထားတဲ့ငွေ60ဆိုတာ driver license လောက်ဖို့အတွက်များတောင်များနေပြီ30လောက်တော့ယူခဲ့ပေါ့မင်းလိုချင်တာတွေတွေ့ရင်လည်းဝယ်ခြင်းဝယ်ရအောင်ပေါ့ဟုတ်ပြီလားမောင်ငယ်လေးသဘောတူလိုက်သည်နောက်တစ်နေ့တွင်ကိုကြီးအင်းနှင့်အတူမန္တလေးအစံရထားပေါ်သို့တက်မိကြသောအခါမောင်ငယ်ဤအိတ်ထောင်အတွင်း၌လာပေါင်းများစွာချိုးချံ၍ဆုလာခဲ့သော ငွေ60အနက်မှတဝက်တိတိကိုခွဲယူလာသည့်ငွေကလေး30ပါလာသည်ယထာဘော်တွင် စားစရိတ်30ရိတ်အကုန်လုံးကိုကိုကြီးအေးကသာဖောဖောတိတိထုတ်ပေးသည်ကိုကြီးအေးတွင်ငွေတော်တော်များများပါလာဟန်လဲတူပါသည် အရန်တုံးအရန်သုံးစားနေသည်ကိုတတိပြုမိလေသည်ထို့ပြင်ရန်အရက်တွေလည်းကိုကြီးအေးကဝယ်လာလိုက်သေးသည် ပထမတော့ကိုကြီးအေးကအရက်တောက်ခိုင်းတော်လဲမောင်ငယ်ကမတော့တို့တော့အတင်းအကျပ်တိုက်တွန်းဖက်များလာတော့အခါ မောင်ငယ်ကလည်းတောက်မိလေသည်ဥရိုင်းမှုမူးလွယ်လှပါသည်မန္တလေးရောက်ရင်ဘယ်သွားမလဲအေးမန္တလေးရောက်ရင်သွားစရာတွေကအပုံကြီးပဲပေါ့မောင်ငယ်ရမင်းဘယ်သွားချင်လဲသာပြောငါလည်းတစ်ခေါက်မှမရောက်ဘူးမင်းလိုပဲဒါပေမဲ့ငါကတော့စုံအောင်ခြောက်သွားမယ်တကိုးကြီးဖျားတွေကိုလည်းအကုန်လဲပြီးဖုတ်ပြလိုက်မယ်ကွာအင်းအဲ့ဒါကောင်းတယ် မန္တလေးတွင်တကိုးကြီးဖျားတွေအလွန်ပေါ်များလာသည်ဟုကြားဖို့သည်ယခုဤဖျားများကိုလှဲ့လေဖူးမြော်ရပြီတော်မည်ကိုကြီးအေးကိုကျွန်တော်တခုမေးချင်တယ်ဗျာကိုကြီးအေးမျက်လုံးအစုံမှာပြူးကျဲသွားလေသူ့မျက်လုံးအစုံသည်ရဲရဲနေနေ၏အရက်ခိုတက်နေသည့်အတွက်မျက်နာတစ်ခုလုံးမှာလည်းအစ်ခါအစီပြန်နေသည်မင်းကလည်းကြီးကျဲလိုက်တာကွာဘာများမေးချင်လို့လဲမေးစရာရှိလဲမေးလိုက်ပြီရောတခုမေးချင်တယ်လေဗာလေးနဲ့ တခုမမေးနဲ့မင်းမေးချင်တဲ့လောက်သာမေးအဲစိတ်မဆိုးနဲ့လို့ရာဟောဗျဒီကောင်လေးဘာတွေဖြစ်နေပြန်ပါလဲနေစမ်းမအောင်မောင်းငယ်ရာမင်းကလူငယ်ငယ်နဲ့ခြေတုံးကြီးကြီးယိုကျင်လှကြည်လားမင်းကဘာပြောပြောငါကဘယ်တော့ကများစိတ်ဆိုးခဲ့ဘူးလို့လေကဲပြောစမ်းပါဦးဖယားစိုးမိုးကြုတ်ပြီးစိတ်မဆိုးပါဘူးမေးတာမေးခမရပတ်စံတော်တော်ဖောနေတာ။အော်ဒါလား ဒါကိုမင်းကသိကျင်နေတယ်ဗောဟုတ်လားဟုတ်တယ်ခမ ्या မှာပတ်စံဘလောက်တောင်ပါလာလို့လေကိုကြီးအေးရတလန်းလုံးခမ ्या တုံးနေတာအရန်ပဲဒီကြားထဲမှာလည်းအရက်တွေကလည်းအကောင်းစားတယ်အေး400ကျော်ပါတယ်ငါလူကြီးကိုကြီးအေးကရေချင်ကြိုက်နေလေပြီဖြစ်သည့်အတိုင်းမျက်ထောက်နေရနေသောမျက်လုံးကိုစင်းကမိကအားလေးချာလေးအတန်ဖြင့်ပြောရင်းလက်ချောင်းလေးချောင်းထောင်၍ပြသည်။မောင်ငယ်မှာကိုကြီးအေးကိုအံ့ဩသောအကြည့်ဖြင့်ကြည့်နေလိုက်သည် ဟင်400ကျော်ဟုတ်လားဟုတ်တယ်ဗျာ400ကျော်400ကိုတကယ်ကျော်သေးတယ်ငါလို့ရေပတ်စံပတ်စံစမ်းတာမှတ်လို့400ကျော်နေသောငွေကိုပိုက်ခါမန္တလေးသို့အပျော်ခရီးထွက်သလိုထွက်လာခဲ့သည့်ကိုကြည်အေးအားမောင်ငယ်ကတွေးမရစဉ်းစားမရအောင်ဖြစ်နေမိသည်ရင်ဝေရှုပ်ထွေးနေသောသူဦးကောင်းအတွင်း၌လည်းမိကွန်ပေါင်းမြောင်များစွာပေါ်ထွက်လျက်ရှိကြသည်ငွေ၄၀၀ကိုကိုကြီးအေးအဘဲကရသည်နီ တနေ့၅ချက်မြောက်လောက်ခရသည့် driver တယောက်သည်၄00သောငွေကိုစုဆောင်း၍ရနိုင်ပါ၍လောစုဆောင်း၍ရသည်ဆိုလျင်လာပေါင်းနှစ်ပေါင်းမြင်းမြကြောင်အောင်စုဆောင်းရပါသည်။စုဆောင်းထားသောငွေမဟုတ်လျင်ဤမြအများပြားသည့်ငွေကို သူဘဲကရသည်။ဤမိခွန်ပု္ပ္ပာတွေကိုမောင်ငယ်က သူ့ဘာသာသူမေးကြည့်သည်။သို့တော်အဖြေကားရှာမရ။သူ့ဦးခေါင်းသည်ရှာရှာလဲလျက်ရှိလေသည်။မင်းကငါဒီလောက်ပတ်စံများများရလာတာကို ဟိုတွေးဒီတွေးတွေးမနေနဲ့ဒီမှာမောင်ငယ်မင်းတိထားဖို့ကပတ်စံဆိုတာမဆန်းဘူးမဆန်းဘူးဆိုတဲ့စကားကိုငါထက်ခါထက်ခါပြောနေတာနော်ဆန်းကိုမဆန်းလို့မဆန်းဘူးပြောနေတာကွာမင်းနားလေရဲ့လားမင်းဘာမျှချေချေဝေးဝေးတွေးမနေနဲ့ပြောပြောသားနေငါညီမောင်ငယ်ကလည်းဆက်မမေးတော့ချီမန္တလေးတို့နက်နက်လင်းလင်းချင်းရောက်သွားကြသည်ညခရထားပေါ်တွင်တောက်လာသောအချိန်ကမပြေသည် အရေးကလည်းပြတ်ထားသည့်အတွေ့နှစ်ယောက်စလုံးမှာနှုံးချွေနေကြသည်ခေါင်းထဲတွင်လည်းရီဝေနေသည်တခုခုတော့စားမှာဖြစ်မယ်ဟေးအစားလေးပါလေတွတ်ထားလိုက်အောင်ပါကိုကြည်အင်းနှင့်အတူမြင်းလဲတစီဖြင့်ဘူဒာကြီးမှနေ၍ထွက်ခွာ၍လာခဲ့ကြသည်ခဏကြာလျှင်တရုတ်ဟိုတယ်တစ်ခုရှိ၌မြင်းလဲထိုးရက်လိုက်ရာသူတို့နှစ်ယောက်သာဟိုတယ်အတွင်းသို့ဝင်ခဲ့ကြသည်တေသာခန်းစည်းကာထားသောအခန်းတွင်၌ထိုင်မိကြလေသည်ကိုကြည်အေးကအရက်မှာပြန်လေပြီး ဟာဗျာစောစောစီးစီးမတောက်ပါနဲ့ဗျညဘက်မှာများသွားရင်မနက်ဘက်မှာနည်းနည်းဖြစ်ဖြစ်ပြန်လှုပ်လိုက်ရတယ်ကွာအဲ့ဒါအကောင်းဆုံးနီးလန်မင်းမှတ်ထားဒါတော့ဒါပေါ့လေခမရအလွန်အကျွံဖြစ်မှာဆိုလို့ကျွန်တော်ကပြောတာပါမဖြစ်ပါဘူးကွာသူများမျိုးရမှာဒီလိုဖြစ်လို့ဘယ်ကောင်းပါမလဲဒါပေမဲ့တခုတော့ရှိတာပေါ့မောင်ငယ်ရငါတို့ဟာတနေ့လုံးတညာလုံးကားပေါ်မှာတကုန်းကုန်းနဲ့အလုတ်လုတ်ခွက်ရတာဘယ်နှစ်နှစ်ရှိပြီလဲဟမ် ရန်ကုန်မှာတနေ့တနေ့ကားနဲ့နှစ်ပါးသွားပြီးမော်တော်ဘီကယ်ပလိတ်နဲ့လုံးထွေးနေရတာကြီးပဲမဟုတ်လားအားလက်တဲ့နေကြီးရဲ့ကြီးတွေမှာသူများအလုပ်တွေပိတ်ကြအားကြပေမဲ့တို့ကမရဘူးတို့မှာတော့အလုပ်နဲ့လည်းမပြတ်ဘူးဟေးအခုဟောဒီမန္တလေးရောက်တော့ရောက်ခိုင်းမှာစိတ်ရှိလက်ရှိပြေပြေပါပါတော့နေရမယ်ဟေးမသေးခင်တခါတလေတော့အဲ့ဒီလို စိတ်လွတ်ကိုလိုကလေးနေကျင်လိုက်ရှင်နေဒါမှလည်းတရားမှမဟုတ်လားသူ့နှင်းအရက်ဆက်တော့ပြန်သည် ။မောင်ငယ်ကလည်းမထူးတော့ဘီဖြစ်သည့်အတိုင်းကိုကြည်အေးထက်ပြီးတမျှအရက်တွေကိုတရိုက်ရိုက်တောက်ချလေသည်။ညီးစရာစားစရာတွေကလည်းစုံပါပြီသည်။ဟုတ်ကဲ့ပါခင်ဗျာ။ဒီနေ့အပိုင်းလေးစီစဉ်တင်ဆက်မှုကိုအီမာရင်ခိတခဏရနာခွင့်ပြုပါခင်ဗျာ။ဒီနေ့မှာအချိန်မီမီဝင်ရောက်နားဆင်အားပေးကြတဲ့သူကျွန်တော်တို့ရဲ့ညီကောင်မောင်တို့မှတအူးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါရယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မောင်တို့များအားလုံးကိုစိတ်နှပါရှင်လန်းရှမ်းမြေကဘေးပြာအပေါင်းမှကင်းဝေးကြပါစေခင်ဗျာ